ဟယ်လိုအားလုံးပဲမင်္ဂလာပါယူနိုက်တက်ရှူကနေကြိုဆိုပါရစေဒီနေ့ညမှာဆိုလို့ကျွန်တော်တို့ကဝက်ဆမ်နဲ့မန်ချက်စတာယူနိုက်တက်တို့ကျွန်တော်တို့ကရှင်ပြိုင်ကစားမယ်ပေါ့လေယူနိုက်တက်အတွက်တော့ကျွန်တော်တို့ကပရီးမီးယားလိဂ်ပေါ့နော်ဒါထူးထူးခြားခြားကျွန်တော်တို့ညီ9:45ဆိုပဲ9:00ခွဲမဟုတ်ဘူး9:00မဟုတ်ဘူး7:00မဟုတ်ဘူးเนาะ9:45ဆိုပဲဆိုတော့ဒါယူနိုက်တက်အတွက်ကျွန်တော်တို့ဒီပရီးမီးယားလိဂ်မှာဆိုလို့ရှိရင်တိုင်းနာတစ်ခုကြီးအရေးမပါတော့ဘူးပေါ့ဗျာသို့တော်လည်းပဲဝက်ဆမ်ဆိုတာကကိုရီးယားဟိုအောက်မှာရှိနေတဲ့အသင်းပေါ့နော်ဝက်ဆမ်က ဟိုအစင်းဆက်ခွန်မှာကျွန်တော်တို့ရှိနေတာဗောနော်အစင်းဆက်ခွန်မှာကိုရီနဲ့လည်းနှစ်မှတ်ပဲကျွန်တော်တို့ကြွားတယ်အကယ်လို့မြန်ကိုရီဝက်ဆမ်ကိုရှုံးနေခဲ့မယ်ဆိုလို့ရှိရင်ကိုရီးယားဟိုအောက်ဆုံးရောက်သွားနိုင်တဲ့အခြေအနေမှာကျွန်တော်တို့ရှိတယ်ဆိုတော့ဒါကိုရှောင်ဖို့တော့ကျွန်တော်တို့ကြိုးပမ်းရမယ်ဗောနော်အစင်းဆက်၅ကိုရောက်နေတယ်ဆိုတော့ဒါတော်တော်ကြီးကိုအခြေအနေစိုးွားတဲ့ယာစီတစ်ခုကိုပိုင်ဆိုင်နေတယ်ပေါ့လေဒါအပြင်ယူရိုပါလိဖိုင်ရင်နဲ့လည်းဂျားထဲမှာတပတ်လောက်အနည်းဆုံးကျင်နေတယ်ဆိုတော့အတင်းဘက်ကတော့ဒီပွဲကိုနော်တည်တည်ချာချာကျွန်တော်တို့ဒါအာယုံဆိုင်ပြီးတော့ကစားလာမလားကြည့်ရမယ် တခုရှိတာကလည်းကိုရီအနေနဲ့ပေါ့နော်ကိုရီအနေနဲ့ဘယ်လိုပြောမလဲလူစင်းရင်းက injury ပြဿနာတွေကြောင့်ဆွေးပူနေရတာတွေကိုကြားထဲမှာကျွန်တော်တို့ဒါ Europa League Final ရှိနေသေးတာတွေကိုကျွန်တော်ကြည့်ရင်ဟိုဘယ်လိုပြောမလဲလူစင်းရင်းအပြောင်းလဲတွေကလည်းလောက်လာဖို့ရှိတယ်ဆိုတော့ငါတို့ဒီပွဲကိုနိုင်ပါမလားပေါ့ကျွန်တော်တို့ဒီနေ့မှာပဲ West Ham နဲ့ကစားရမယ်အဲ့ဒါပြီးရင်18ရက်နေ့မှာကျွန်တော် Chelsea နဲ့ကစားပါမယ်နောက်တစ်ပတ်ပေါ့ဗျာနောက်တစ်ပတ်တနင်္ဂနွေနေ့အစနေနေ့ညတောက်ကြနေ့ညစနေစနေနေ့မနက်မှာဆိုလို့ရှိရင် ကျွန်တော်တို့ဒါ Chelsea နဲ့ကစားမယ်အဲ့ဒါပြီးရင်နောက်တစ်ပတ်ကျွန်တော်တို့ဒါ22ရက်နေ့ပေါ့နော်ကျွန်တော်တို့ဒါ Chelsea Premier League ဘောရုံညမှာဆိုလို့ရှိရင် Europa League Final ကိုကျွန်တော်တို့ကစားရမယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ဒါ Aston Villa နဲ့ကျွန်တော် Premier League ပွဲစဉ်38ကို25ရက်နေ့3ရက်အကြာမှာကျွန်တော်ကစားရမယ်။ဒါတော့အသင်းအတွက်ပွဲစဉ်တွေကတော့ဆက်နေတယ်။ဒါပေမဲ့အရေးအကြီးဆုံးဒီစပါးနဲ့ပဲ။အရေးအကြီးဆုံးဒီကျွန်တော်တို့ရဲ့စပါးနဲ့ပဲ။သို့တော်လည်းပဲပေါ့နော်။အခုလက်ရှိကျွန်တော်ပြောသလိုပဲအဲ့ဒီမတိုင်ခင်မှာတပတ်ကျော်နှစ်ပတ်နီးပါးတော့အချိန်ရနေသေးတဲ့အတွက် ဝက်ဆမ်နဲ့ပွဲကူယူနိုက်တက်နိုင်အောင်ကစားလာမလားပေါ့ကျွန်တော်တို့ပရီးမီးယားလိဂ်ကတော်တော်ကိုရုပ်ပြဆင်ပြဖြစ်နေပြီပေါ့ဗျာเนาะဟိုတော်တော်ကိုစူးဝါးတဲ့အနေထားတကူကိုကျွန်တော်ရောက်နေတယ်ဝက်ဆမ်တို့ဘာလို့နဲ့ကလည်းပုံမှန်ဆိုလို့ရှင်တော့ okay နိုင်မှာမဟုတ်ဘူးပေါ့เนาะဒါငါတို့ data 1 to 10တွေကအသိနေနေဆိုလို့ရှင်ကိုတင်းရဲ့ဘက်က DRD တော့ချောက်တိုင်ပတ်နေတာတွေကိုဘာတွေကိုเนาะအခြေအနေမကောင်းဘူးပေါ့ကစားမဆင်းနေတဲ့အနာပေးထားတယ်ဘာညာဆိုတော့ဒါပေမဲ့ဝက်ဆမ်နဲ့ကြတော့အဲ့လိုမရဘူးနိုင်အောင်ကစားမကျွန်တော်ရမှာ ကျွန်တော် ပြောသူလည်းဝက်ဆန်ဟာ35ပွဲမှာ59ခုပြီးထားရတယ်။ဒါဟာစူးစူးဝဝကြီးတော့ကျွန်တော်မဟုတ်ဘူးပေါ့နော်။တိုးတိုးလည်းပဲအသင်းအနေနဲ့ဒီခန်းစစ်ကိုဂိုးသွင်းမနိုင်ဘူးလို့ကျွန်တော်ကြိုးပမ်းနေတယ်။ဒါအပြင်ဝက်ဆန်ဟာ35ပွဲမှာဂိုး40ကျွန်တော်ရတာတယ်။ကိုရီတိုက်စစ်နဲ့ဘာမှသိပ်ကွာတာမဟုတ်ဘူး။ဆိုတော့ဒီတိုက်စစ်ကိုကျွန်တော်ကနောက်ပိုင်းခန်းစစ်တွေဖြည်းဖြည်းချင်းချစ်လစ်လာတယ်လို့ပြောလို့ရတဲ့အသင်းရဲ့ခန်းစစ်ကထိမ့်နိုင်တဲ့နီးပြားကတော့ဗျာဂိုးသမား LT ဘိုင်နာကိုထည့်လာပြီးတော့ဂိုးသမားနေရာတွေအပြောင်းလဲလုံကောင်းလုံနိုင်တယ်။ခန်းစစ်တွေမှာကျွန်တော်အနေနဲ့အပြောင်းလဲကျွန်တော်လုံကောင်းလုံနိုင်တယ်။ ကွင်းလေတိုက်စစ်အကုန်လုံးအပြောင်းနဲ့လုံကောင်းလုံနိုင်တယ်ဒီနေရာမှာလူငယ်လေးတွေ၃ယောက်ကနေ၄ယောက်လောက်ထိကျွန်တော်မြင်ကောင်းနဲ့မြင်ရနိုင်တယ်တေချာတာတစ်ခုကတော့တုံ့မှတ်တဲ့အရေးကြီးတယ်အရေးကြီးတယ်လို့ပဲပြောတော့မှာဗျာနော်ပရီးမီးယားလေးကတော့ကျွန်တော်တို့အတွက်ဒီပွဲနိုင်တောင်မှနော်အဆင့်၁၄ထက်ပိုပြီးတော့တက်မှာမဟုတ်တဲ့အခြေအနေမျိုးမှာဟိုတိတ်ပြီးတော့မမြမျော်လင့်ကြတော့မရှိဘူးဗျာနော်ကစားမားတွေမှာလည်းအဲ့ဒီ pressure ရှိတော့တယ်လို့ကျွန်တော်မထင်ဘူးโอเคငါတို့ကတော့ယူရိုပါလိဖိုင်နယ်ကိုတက်သွားပြီယူရိုပါလိဖိုင်နယ်ကိုကောင်းကောင်းကစားနိုင်ရင် เนาะဘူဆွင်းအောင်လုံနိုင်ဒီယာဒီကအတိုင်းတာတစ်ခုဒီစိတ်အေးသွားမှာပဲဆိုတဲ့ပုံစံမျိုးเนาะလက်ရှိပရီးမီးယားလိမှာနိုင်လို့လဲငါတို့ထူးကြပြီเนาะအဆင့်ကြီးတက်နေတော့မှာမဟုတ်တာเนาะလက်ကြံကလည်း၃ဘွဲ့ပဲကျန်တော့တာပရီးမီးယားလိကအဲ့လိုမျိုးဆိုတော့ကစားမားတွေမှာကိုကပရီးမီးယားလိမှာတိတ်ပြီးတော့ PR ရှိနေတဲ့ပုံစံတွေ့ရတဲ့လူတွေကျွန်တော်မထင်ဘူးအထူးသဖြင့်ယူရိုပါလိမှာကျွန်တော်တို့ကဘိုလူဝဲကိုတက်တော့ပူတောင်စူးသွားသေးတယ်เนาะဘိုလူဝဲလဲကျွန်တော်ယူရိုပါလိတက်သွားသေးတယ်ဒါအပြင်ပရီးမီးယားလိကနိုင်လဲဘာမှထူးမှာမဟုတ်တော့ဘူးဆိုတဲ့ပုံစံမျိုးမှာ ကစားမားတွေအနေနဲ့ okay ငါတို့တော့ဒီပွဲကိုအမှန်ကန်တမ်းအောင်ကျူးပန်းလိုက်မယ်ဆိုပြီးတော့တွေ့ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဘရန်ဖိုးနဲ့ပွဲတော့ငါလည်းမျိုးပေါ့နော်ကစားရင်ဝက်ဆန်နဲ့ပွဲကမနိုင်တဲ့အကြောင်းမရှိဘူးဘရန်ဖိုးနဲ့တော့ငါကစားပုံကောင်းတယ်ဒါအပြင်တချို့ကစားမားတွေအနာရက်နားဝင်လေကျွန်တော်ရတယ်လူငယ်လေးတွေလည်းသူ့အနေနဲ့သူကျွန်တော်မစိုးဘူးဗျကျွန်တော်တို့တိုင်ပတ်ခဲ့တာဆိုလို့အဲ့ဒီအမြင်ဘောတွေကတိုင်ပတ်ခဲ့တာအမြင်ဘောတွေကလူငယ်တွေမပြောနဲ့ senior player တွေတောင်တိုင်ပတ်နေတယ်ဆိုတော့တိတ်တော့မပြောလို့ဘူးအဲကြောင့်ပါနဲ့ကျွန်တော်တို့ရဲ့ west ham နဲ့ပွဲက အသင်းအနေနဲ့နိုင်သင့်တယ်ပေါ့နော်ဒါပြီးလို့ရှိရင်ကျွန်တော်ကစားမဲ့ Chelsea နဲ့ပွဲနော်ကျွန်တော်မနိုင်ဘူးထားအောင်တော့နားလေလို့ရသေးတယ် Chelsea ဆိုတာက1 2 4တွေဝင်ဖို့နော်ကျိုးပန်းနေတဲ့အသင်းကိုရီကပရီးမီးယားလိဂ်ကိုအာယုံမဆိုင်တော့တဲ့အသင်းဒါမျိုးဆိုတော့ Chelsea တို့ဘာလို့နဲ့တွေ့တဲ့အခါကျွန်တော်တို့အနေနဲ့မနိုင်ဘူးပြဿနာမရှိဘူးယူရိုပါလိမှာနိုင်အောင်လုပ်ပြီးပြီနော်နောက်တစ်ခုကျွန်တော်စဉ်းစားရမှာကတကယ်လို့ယူရိုပါလိမှာငါတို့ဘိုလူပွဲမှာဖလားမရဘူးဆိုရင်လက်ရှိပရီးမီးယားလိဂ်မှာအရေးမပါဘူးယူရိုပါလိဂ်ကိုအာယုံဆိုင်တဲ့ဘာညာပြောတာဒီအလကားပဲဒါကြောင့်ပေါ့နော်ကျွန်တော်အနေနဲ့ United အနေနဲ့လက်ရှိ West Ham နဲ့ပွဲကိုတော့နိုင်အောင်တော့ကျွန်တော်ကြိုးပမ်းသေးတယ်။လူငယ်ကစားမားတွေ၃ရောင်းလောက်ကျွန်တော်ပါလမီလို့ကျွန်တော်ထင်တယ်။နောက်တန်းကတယောက်တိုက်စစ်ကချီလို့နဲ့နော်ကျွန်တော်ကဘယ်ချမ်းပါဆိုလို့ချင်း Harry Armes တို့ပါလို့တော့ပါလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ Ericsson တို့ပါလို့ပါလာလိမ့်မယ်လို့ထင်တယ်။ Mainu တို့ပါလာလိမ့်မယ်လို့ထင်တယ်။ဒါပေမဲ့လို့ဘလူးစင်းနေဘလူးပဲအပြောင်းလဲလုပ်လို့ဝက်ဆန်းကိုတော့နိုင်အောင်ကြိုးပမ်းသင့်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ဆိုတော့ညီကတို့အနေနဲ့ရောဘလူးမြင်ကြလဲဒီနေ့ပွဲစဉ်ဝက်ဆန်းကိုကျွန်တော်နိုင်အောင်ဆွမ်းဆောင်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်ကြလား။ ဆွေးနွေးကြပါအောင်ဆိုတော့ watch now စီစဉ်မှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်ကြည့်ရှုအားပေးတဲ့ညီကိုများလုံးကိုကျေးဇူးများကြီးပါတယ်